အလုံးမဲမင်္ဂလာပါဒီနေ့အမှတ်က N3 2000အမလို့ N4 2023ခုနလပိုင်းမေကွန်ဟောင်းဖြစ်ပြီးတာဒုတိယတစ်ပိုင်းဖြစ်ပါတယ်เนาะပထမတစ်ပိုင်းမှာအပေါင်း20ဖြည့်ပြီးလိုက်ပါတယ်ဆိုတော့အမထပ်ပြီးတော့ကြည့်ကြည့်ရအောင်အဲ့တော့ဒီဒုတိယပိုင်းလင့်ရအောင်မှာပထမပိုင်းလင့်လေးကိုထည့်ထားပေးပါမယ်ပထမပိုင်းလင့်ရအောင်မှာလေဒုတိယပိုင်းလင့်လေးကိုတော့ထည့်ထားပေးလိုက်ပါမယ်เนาะဒါဆိုကြည့်ကြည့်အောင်နံပါတ်အ27မှာဆိုရင် ကောနောတေဘူတို့ဝါယုံငော့တဲ့တေအီမတ်စ်နဲ့ဆာမိုဘွယ်မှာအဲ့လိုဖတ်နေဖို့အချိန်မရှိဘူးမြင်တာနဲ့ဒီစပွဲကညစ်ပတ်နေတာပဲအဲ့ဒါဆိုရင်အမတို့ကဒီစပွဲတွေတူနေရှေ့ကိုဘာလို့ဖို့ဖတ်မှာလဲဟောင်းနဲ့ညစ်ပတ်တဲ့တခါတည်းဘာလို့မလဲတန်းရွေးလိုက်မှာပေါ့တခါတည်းတန်းရွေးလိုက်နေဟုတ်လားအဲ့လိုလေးဖြည်းခြင်းအပြင်အချိန်ကုန်တတ်တာပါပေါ့နော်ဒီနေ့ရတဲ့ထမင်းစားဖို့လုံမဲ့အချိန်မရှိခဲ့ဘူးဒါဆိုသိကြတာထမင်းစားဖို့အချိန်မရှိတာ ဲ့တော့ဒီမှာရေးထားတယ်စာအုပ်ငားယူတယ်ထမင်းချက်ပြုတ်တယ်စာအုပ်ဖတ်တယ်ထမင်းစားတယ်အနောက်ကဟာရီတောင်ဖတ်เสียမလို့ဘူးဆိုတော့အဖေကဒါပေါ့ဆိုတော့ဟီယေတေမတ်စ်နေဟီယေတေဆိုတာသူကအေးတာเนาะအေးဆက်ဆက်ဖြစ်တာပူတယ်ချိုတယ်အေးတယ်ဆိုတော့ဖြေးလေးက3ခီဇိုကူကာတက်ဆန်အာဒီမတ်စ် စီမင်းစီကန်းတွေကအများကြီးရှိတယ်တဲ့ရူရူအတူတူပဲပေါ့ရူရူနဲ့ကီဆိုကူနဲ့အတူတူပဲပေါ့ကလေးတွေဟုတ်လားဟာကမအနေမနော်အဲဟော်ပီကြည့်ကြည့်အောင်အဲဒီမှာဆိုအိုင်ဒီယာဆိုအတွေ့ခေါ်ချမ်းစုကအခွင့်ရေးအာဒူဘိုက်တို့အချိန်ပိုင်းအလုပ်ကဲနက်စ်နက်စ်အပြားနော်နက်စ်အပြား ဒီနေ့ကယာတီဥတို့ကောင်းတော့ကြောင့်အပြစ်မှအလွန်အပြားရှိတယ်။မနက်ကနေခေါင်းကကြိုက်လို့အပြားလည်းပဲရှိတယ်။အော်မနက်ကနေခေါင်းကြိုက်ပြီးအပြားလည်းရှိတယ်ဆိုတော့နှစ်ဒါပေမဲ့ဆက်ဖက်ပြမယ်။ဒီနေ့ကအေးတော့ကြောင့်အပြားရှိတဲ့အရာတွေကိုစားဟိုစားချင်တယ်ဘာကြီးလဲနော်။ခွက်ကိုခွက်တီးတဲ့အပြားကရှိတော့ကြောင့်အထိပယ်လည်းမရှိတော့ဘူးနော်။အောက်ကဝါကားစု ်ဝါကဆုဟာသူကလေတဲတာเนาะကြိုတာပေါ့မြန်မာလိုဆိုကြိုတယ်တဲတယ်ရင်နွေးတဲတယ်ရင်နွေးကြိုတယ်เนาะအဲ့လိုအသုံးလေးဒေကကေရုတိုကီအပြင်ထွက်တဲ့အခါမှာကုတ်အင်းကြီးရေเนาะမာဖူရာမာဖလာတွေအော် sorry ခါရာဒမာဖရာဒီမာဖလာတွေနဲ့တဲ့အတွင်းနဲ့ခါရာဒခန္ဓာကိုယ်ကိုကျူမဲတဲမဲအဲဘိုက်လဲအိဗယ်မရှိဘူး အဲကွန်ဖွင့်ပြီးတော့အခန်းကိုကြိုမယ်တဲ့မယ်စုမယ်လိပ်ပဲမရှိဘူးအားလုံးဖြင့်တဲ့အားလုံးနဲ့အတူတူတဲ့အသားငါးကိုတဲ့တဲပြီးတော့စားခဲ့တယ်အဲ့လိုမရှိဘူးသူကရင်နှွေးကြူတာတဲတာဆိုတော့ရင်နှွေးတဲပြီးတော့ရင်နှွေးချမ်းထဲ့ပါဒီလိုပုံစံရှော့တိုင်းဖိတ်ကြားတာနော်ဖိတ်ကြားတာခီမူရာဆန်ကိုလက်ထပွဲလက်ထပွဲတရဖို့ဖိတ်ကြားခဲ့တယ် ကြောင်ဒီတဲ့မိသားစုအားဖိတ်ကြားခဲ့တယ်။အေးမြတဲ့လီကိုအခန်းထဲကိုဖိတ်ကြားခဲ့။စာအုပ်တွေအော် sorry စာအုပ်မှာရေးထားတဲ့အကြောင်းအရာကို report ဖိတ်ကြားတယ်ဆိုတော့အဖေလေးကဒီရမှုတိတ်တယ်ရမှုတိတ်တယ်မိုးတိတ်တာတော့ဘာလို့သူရှောကံကစာကြည့်တိုက်ကမိုးရင်းတဲ့ဤတဲ့မိုးတိတ်သွားပြီတော့ဆိုတော့မိုးဟာတသက် အသေးပဲမရှိနေဘူးအစည်းဝေးကတဲ့တိတ်တယ်တဲ့အသေးပဲမရှိဘူးမိုးကတဲ့အိုဟီရူကတော့ညနေပိုင်းလောက်မှာတိတ်ပြီးတော့တဲ့ဒီနေ့ကတော့တဲ့နေတာပါတယ်တဲ့ဟုတ်လားညနေပိုင်းလောက်မှာတိတ်ပြီးဒီနေ့ကတော့နေတာတယ်ဆိုတော့အဖြေလေးကသတိပေါ့ညရာဒီပိတ်ရဲ့တဲ့ရင်ချက်ချင်းတက်နစ်အာအသေးပဲမရှိဘူးကဲတရာပိုင်းရောက်ပြီတရာပိုင်းရောက်ပြီဘုံဘုံနံပါတ်7 ကျွန်တော်ဒီမကြာခဏအလုံးကွက်လက်ကွက်လက်လေးရင်မြန်စီးရအလုံးနှင့်အတူအလုံးကြောင့်အစိုးလို့တာအလုံးကိစ္စကြောင့်လေးရင်မြန်စီးရအလုံးကအလုံးကိုလေးမြန်စီးတာအတိတ်ပဲမရှိဘူးဒီနေ့တောရွာမှာရှိတဲ့အမေအထုပ်ပိုးတွေကရောက်ခဲ့တယ်အမေ မာနှင့်အတူကိုစီကထမ်းမှအမေစီကအထုပ်ပိုးတွေရောက်ခဲ့တယ်။စာတင်ငန်းထဲမှာဆီယာမကကဲတယောက်ဂျီကွန်ရှော့ကိုင်းလေးမိတ်ဆက်ပေးပါ။ဟီတိုချ်အာ sorry ဟီတိုရီဇစ်စတယောက်တခွန်းစီလာဒီလိုပုံစံနော်။အော်ဒီမှာကျွန်တော်ရှင်းပြအောင်။ နာတို့ကရေနာတို့စသဖြင့်ရှိကနောက်မှာအငင်းလိုက်တယ်မိုးကလဲပဲတောင်မှဆိုတဲ့အတိတ်ပဲထဒန်ဆိုရင်နောက်တစ်မျက်နှာအာရောက်ပြီကဲဒါဆိုရင်လဲကိုကြည့်ရအောင်เนาะလေးမှာကြတော့เนาะ လေးမှာသူဘာပြထားလဲဆိုတာနာကယာမရဆန်ရေတဲ့နော်စကီနာတာပဲမွန်တော့ကြိုက်တဲ့အရာလေးရန်ကြိုက်တဲ့စားစရာကဘာများလဲဟမ်ဘာဂူဖြစ်ပါတယ်နော်တဘက်မှာ issue can ni စမ်းကြိုင်လောက်စားတယ်အဲတဘက်မှာ3ချိန်ဒေါင်မှ3ချိန် level လို့ဘာသာမပြောင်းဘူးပမာဏနောက်မှာအရင်အတွက်ပမာဏတွေရဲ့နောက်မှာ မိုးလာရင်ဒေါင်မဆိုတဲ့အဓိပ္ပာယ်ဥပမာဆီယာမတောက်တမီတို့ရေစားချက်ခဲနော်ဆီယာမမနဲ့ပြန်ဆယ်ခန်းမင်းမယ်ဟေးဆီယာမဆယ်ခန်းတော့မမင်းမလားဒါဆိုရင်များလို့ပြောရလားနည်းလို့ပြောရလားများလို့ပြောတာပေါ့အဲ့လိုပြောချင်ဒီဆယ်ခန်းရဲ့နောက်မှာမိုးလိုက်ပြရတယ်ဟုတ်ပြီလားအဲ့လိုမမှုန်ဖန်နဲ့ခဲကလေးတို့စားချက်ခဲဆီယာမတခန်းမင်းမယ်အေးဆီယာမတခန်းတယ်လား ဒါဆိုရင်နဲလို့ပြောတဲ့သဘောအဲ့ဒါဆိုဒဲလိုက်တယ်တဲ့ပမာဏနောက်မှာဒဲလိုက်ရင်အနဲမိုးလိုက်ရင်အများပါတယ်เนาะဒါဆိုတော့အဖြေလေးကတစ်ပါစူးစားပန်းစားစားလေးလာပြီးတော့ကွက်လန်ဂိုင်းကိုခုနဒိုင်းငါခုနိခိတိုင်တယ်နိုင်ငံခြားတက္ကသိုလ်ကိုသွားခြင်းတယ်စူးစားပန်းစားစားလေးလာပြီးနိုင်ငံခြားတက္ကသိုလ်ကိုသွားခြင်းတယ်စကားလေးလုံးဝကြပွားအထင်းရက်တော်ကနောက်ဆုံး ဣစကတနေ့နေ့တစ်ချိန်ချင်းစူးစားပန်းစားစာလေးလာပြီးတော့တနေ့နေ့တစ်ချိန်ချင်းမှာနိုင်ငံခြားတက္ကသိုလ်သွားခြင်းနဲ့ဆိုတော့အဖေလေးကလေးနောက်တစ်ခု6အဝကိစ္စနော်အဝကိစ္စကသူကဘာပြောလဲဆိုတဲ့အခါကျမူရဆန်ရေးတဲ့အမြဲတမ်းနဲ့ကုမ္ပဏီအထီးတဲ့ကွက်လက်အသေးအမတ်ကသွားတာလား ဘက်စကားနေမြေအောင်ရထားဖြင့်သွားတယ်။အမြဲတမ်းကုံမနေသည့်ဘဲဟာကိုသွားပုံသွားနည်းကိုမင်းရင်ဒိုးရတယ်။ဘဲနေရာမှာဘလို့လုတ်ပြီးဘလောက်ကြကြာဆိုတော့လုတ်ပုံလုံးနည်းသွားပုံသွားနည်းကိုမင်းရင်အခုဘက်စကားနေမြေအောင်ရထားနဲ့သွားရဲဆိုမှသွားပုံသွားနည်းမျိုးတော့ဖြေက3နောက်တစ်ခုနေတိုင်းအတန်းချိန်ဒီကွက်လက်လောက်ဆိုပြီးတယ်။ကွက်လက်လောက်ဆိုပြီးတယ်။ အဲ့တော့ကွက်လက်လောက်ဆိုတော့စမ်းကြည့်ပေါ့3နာရီလောက်မှပြီးတယ်3နာရီမှလောက်ပြီးတယ်3နာရီကြာလောက်ပြီးတယ်အဲ့လိုမရှိဘူးသူကလည်းဒီနေရာမှာအမပြောချင်လားပြောချင်လားရှိတယ်ចောင်းသားများတော်တော်များများအမြဲတမ်းမားတယ်ဘာလဲဆိုတော့ God on နဲ့ hold တို့မှားလားနော် God on နမနဲ့ရှင်းပြရင်ကောင်းမလားသူ့ကိုဗီဒီယိုတစ်ခုလုပ်ရင်ကောင်းမလား ှင်းပြလိုက်ပါမယ်ဒီမှာပဲเนาะဗီဒီယိုလည်းတစ်ခုပြန်လုပ်ပေးမယ်ဂေါ်တော်နဲ့ဟိုတော်နဲ့ဂေါ်တော်နဲ့ဟိုတော်နဲ့နော်စမ်းကြည့်ဟိုတော်3နာရီလောက်စမ်းကြည့်ခေါ်တော်3နာရီလောက်ဘယ်ဟာတော့အမှလဲဆရာမကြီးအမြင်ဖြစ်တယ်အဲ့တော့ဂေါ်တော်အတော်အမှတခါလေးခေါင်းနဲ့ထည့်ပြလိုက်မယ်နော်အဲ့တော့အချိန်ကာလမှာကိုပဲပြောရမယ်ဆိုဂေါ်တော်ကအချိန်ကိုပြောချင်တာဂေါ်တော်ကဗာလဲဒါကအချိန်စမ်းကြည့်ခေါ်တော်3နာရီလောက် ုတ်ပြီနော်ဟိုးတို့ကကြာကြာချိန်ကိုပြောနေတာကောတော့ကကြာအချိန်တို့အသက်တို့ခုနှစ်အခုမှဆိုရင်အမ်ဆန်ဂျူဂိုဆိုင်ကောတော့အသက်35နှစ်လောက်ကတော့အသက်လုံးဝအတိကျအချိန်ဆိုလည်းအချိန်တိကျဟုတ်ပြီလားခုနှစ်ခုမှဆိုဆီယမဆို1992ဆိုတော့ thank you yakko kyujuni nan goro 1992ခုနှစ်လောက်ကဒီလိုပုံစံဒါကြောင့်မို့သူဒီအသက်အချိန် ခုနှစ်ခစ်တယ်။ကွာဇိုဆန်ဂျီဟန်စကောတော့၃နာရီခွဲလောက်အေကီနီအိုင်မာရှောဘူတာမှာတွေ့ချာဆို။ဒါဆိုဆီယမ်မဟိုးတော့ဂျပန်ဟိုးတော့၁၀မိနစ်လောက်။ဒါလည်းအချိန်မဟုတ်ဘူးလား။မဟုတ်ဘူးလေတော့အတိအကျရင်မောင်က၁၀မိနစ်လောက်ဆောင်အောင်။ဆန်ဂျီအာဆန်ဂျီခန်ဟိုးတော့ဟဲ့လား။၃နာရီခွဲကြာလောက်ဆိုတော့ तू ကဘာမှ၃နာရီဆိုတော့ तू ကကြာချိန်မှာ၃ပြီးတော့ तू ကအချိန်အတိကြာမှာ၃လားဒီလောက်ပဲအမှတ်တော့အများကြီးမမှတ်နဲ့ ကိုမဆို3နာရီလောက်စာလုပ်ခဲ့3နာရီလောက်ဆိုတော့ကြာချိန်ကိုပဲပြောစင်တာဒါစမ်းကြည့်ကိုလို့ဆို3နာရီအတိမနေ့3နာရီလားည3နာရီလားဒါမသိရတလောက်ဆိုကွဲပြီနော်တော်ပြီအများကြီးရှင်ခေါင်းနဲ့မွင်ဦးကြည့်ကဲရှစ်ရှစ်ကပန်းချံပန်းချံဆာကူရာပန်းချံမှာရှိတဲ့ဆာကူရာတွေကမနစ်ကထက်ကိုကွက်လက်ပွင့်တယ် ဆောဆောလေးပွန် verb adjective adverb တွေပေးထားတယ် verb verb နဲ့ adjective တွေတွဲမရအောင်တွဲခြင်း adverb ပြောင်းပါတယ် ing တိဆိုခုဆိုတော့အဖြေကတစ်ကျွန်တော်ဒီတကယ်ကိုပိုးကောင်တွေကိုမနှိမ့်မြို့တော့ကြောင့်ကွက်လက်တာကိုဤရတယ် ကြည့်တဲ့အပြင် ကြည့်ပေမဲ့လည်းကြည့်မယ်ဆိုရင် ကြည့်တာတောင်မှကြည့်တာတောင်မှမနှိမ့်မြို့ဘူးလေတဆေရေခဲတတာဂါနီထူးဆန်းတဲ့အတန်အိုတိုအိုတိုခိခုမဟုတ်ဘူးအတန်ဆွားနဲ့နားမထောင်နဲ့အိုတိုကဆုလို့အာယုံခံ6ပါး plus she must unformer သင်ခဲ့ရတယ်နော် အစင်အတန်အနဲ့အရတာဒါတွေအားလုံးဆို she must နဲ့သုံးလို့ရတယ်။ပန်းက skin ပန်းကြိုက်တဲ့เนาะစိုးဘိုးရဲ့အခန်းမှာအမြဲတမ်းအမျိုးမျိုးသောပန်းတွေကခါစားလာရစေတစားရှင်ခိုင်းနေတစားစင်မဲအမြဲတမ်းဆိုမှတော့စင်မဲဖြစ်မလားเนาะခါစားတဲ့စင်ထားမဲခါစားလာတဲ့တဲ့ imus စင်ထားလေးရှိတယ်စင်ထားချင်းခံရလေးရှိတယ် အမလေးမပုတ်တော့ပုတ်တော့ပုတ်တော့မောစကမကြခင်နတ်ချေယချင်မီဒက်စ်နဲ့နွေရသည်ပိတ်ရက်ပင်အန်းဆန်သည်ဒီနှစ်နွေရသည်မှာလည်းပဲတန်းပြီကိုပြန်မလားအန်းဆန်ပြောတယ်ဟင်အင်းဒီနှစ်ကဂျပန်မှာအချိန်ပိုင်းအလုံးလုံးတော့ကြောင့်မပြန်ဘူးတဲ့ခါအဲ့တဲ့အီမဆန်ပြန်မနေဘူး ခအင်းရင်နိုင်မပြောင်းနိုင်ဘူးလို့မရှိဘူးမဖြစ်ဘူးခအဲရာခအဲရာနိုင်မပြောင်းဘူးလို့လုပ်တယ်ကိုဆုံးဖြတ်ချက်နဲ့ကိုလုပ်တာ3ဧတကုတ္တကအာရမတ်မပြန်ဘူးတဲ့။အော်ပြန်အစော်ကြီးပြန်ဘူးတဲ့အဓိပ္ပာယ်မရှိဘူး။မ73မှာတစ်ဖြည်းရမယ်နော်။73မိဖို့ကြောင့်ပါ။နော်။မောင်လေးကပြောတာ။အမ နာနီကတသဒယောအော်နော်နာနီကတသဒဟူယောတခုခုလေနော်ကုညီပေးမယ်လေအရရတောဂျာကျေးဇူးပဲဂျာဒါဆိုရင်တမတော်ခင်းကျင်ဒီကိုကွက်လက်ကွက်လက်မလားတဲ့ question မှာအင်းသိပြီတဲ့ခိတဲအရုဖြတ်ထားတယ်ခိတဲမော်ဒာအဲလိုဖြတ်ပေးမလားဗတ်တဲမော်ဒာအဲလိုဖတ်ပေးမလားဒီလိုပုံစံနော်ဒါဆိုဒီနားလေးမှာရက်ခွင့်ပြပါရှင်တေချာလေးတွေပြန်ကြည့်ပါ အဲ့မိကိုဟောင်းလို့တဲ့ဆိုကလေးတွေကလေဘာလို့တဲ့ဆိုဖြေလိုက်တယ်အဲ့ငါမှန်နေတော့ငါအောင်နေတော့ဆိုရက်လိုက်တယ်နောက်တစ်စုံထပ်ဖြေတယ်အဲ့လိုမလုပ်ရဘူးကလေးတို့နော်စာမိုးပွဲမှာကိုဖြေထားပြီးမှန်သွားတဲ့အပုပ်ပိုင်းရင်တော့ကောင်းမှာပေါ့ကိုဖြေထားပြီးမှားသွားတဲ့အပုပ်ပိုင်းကိုဖြေထားတဲ့အချိန်ကဘလို့လို့အဲအကျိုးရှိတော့မှာတော့အဲ့တော့ကိုကဒဇွန်အစဲဆုံးအောက်ဆုံး20လေ့ကျင့်ဖို့ဆိုရတဲ့ ဒီတစုံမှာမိကောင်ဟောင်းလေးကျင်တာအောင်နာကြတာတိဖို့မဟုတ်ဘူးဒီတစုံမှာကိုမတိသေးတာဘာပါလဲဆိုတာကိုရှာဖွေတဲ့စိတ်နဲ့မိကောင်ဟောင်းကိုလုပ်ရတယ်နော်အဲ့တော့အရင်ဆန္ဒမစိုးဘဲနဲ့လေ့လာမှုကိုတိတိကျကျလေးလုပ်ပေးပါဒါကလုပ်ရင်လည်းလုပ်ပေါ်မလုပ်ရင်လည်းမလုပ်နဲ့ပေါ့နော်အမဆရာကြီးတော့လုပ်တာတော့မဟုတ်ပါဘူးနော်စေတနာနဲ့ပြောပြတာပါကဲဒါဆိုရင်နောက်ဗီဒီယိုမှာတွေ့ပါမယ်